ကဆောင်လာပြည်နေ့ရပ္ပုဒ္ဓအီအောင်မွေးမြကဆောင်လာရောက်တိုင်းရောက်တိုင်းရပ္ပုဒ္ဓရဲ့ကုန်းတော်ခြေဆုတော်တွေကိုအမတ်ရရှိပြီးထူခြားတဲ့အဖြစ်ပြက်လေးတွေအာယုံပြုနိုင်ဖို့လွန်ခဲ့တဲ့ယခုနှစ်ကစပြီးနောက်ပြန်ရည်တွက်လို့ရှင်လွန်ခဲ့တဲ့နှစ်ပေါင်း 2605ခုနှစ်လို့သူတို့တွက်လို့ရတယ်ပေါ့နှစ်ပေါင်း2605ခုနှစ်မှာဒီကဆုံးလာပြည်နေ့ဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ကလေးတစ်ခုရဘုရားရဲ့ဘဝနဲ့ဆက်ဟပ်ပြီးတော့ဒီကလေးမှတ်သားချင်ညိုကြရအောင်ခုလိုကဆုံးလာပြည်နေ့ချီပေါ့ အဲဒီတော့ကတက္ကရစ်ကိုတရသုံးခုနဲ့လို့တက္ကရစ်တွေကရှော့ချရှော့ချပြီးလာသည့်အတွက်ကြောင့်အပြောင်းလဲတွေလှုပ်သည့်အတွက်ကြောင့်တက္ကရစ်ကို ပုံမှန်မှတ်သားလို့မရနိုင်ဘူးဖြစ်တယ်။သာသနာတက္ကရစ်ကတော့ပုံမှန်မှတ်လို့ရတယ်။ရသော်ဗျာပြိဋိဘံစံတော်မူတဲ့နှစ်ကိုတွက်လိုက်တဲ့အခါမှာဟော 1560ပြည်နေလို့ဒီနေ့ဟာအဲ့ဒါမြတ်စွာဘုရားပြိဋိဘံဆန္ဒမှုရဲ့နှစ်ကို တွေ့တာဖွာရမှုရဲ့နှစ်ကိုတွေ့တဲ့အခါ60ထပ်ပေါင်းပြီးတော့တွေ့တော့1640လို့တွေ့လို့ရတယ်တခါဘုရားပြည့်တဲ့နှစ်ကိုတွေ့လိုက်တဲ့အခါ1605နှစ်လို့တွေ့လို့ရပြန်တယ်ပေါ့နော်အဲ့ဒါလို့တက္ကရအကွာဝေးလေးတွေကိုသတိထားဖို့ပေါ့ အလွယ်မှတ်ချင်လို့ရှိရင်တော့အခုလက်ရှိမြန်မာတက္ကရစ်ထဲမှာကွာ1386ခုအဲ1386ခုပုပ်အောရေချက်ရောဆွဲသာသနာလို့ဆိုတဲ့မှတ်တမ်းအရာတတိရှိနှစ်1182ဆိုတဲ့ခဏန်းကို ပေါင်းထည့်လိုက်လို့ရှိရင်သာသနာတက္ကရစ်ကိုသိနိုင် အလိုကွာဝေးလေးခဏနှစ်ခုရဲ့ကွဲပြားခြားနားမှုလေးကိုမှတ်ထားလို့ရှိရင်သာသနာတက်ကြတယ်။လက်ပြန်ကြလို့ရှိရင်သာသနာတက်ကြတဲ့ဟာတစ်နှစ်ထပ်တိုးသွားတော့မှဖြစ်တယ်။နော်။ဒီကနေ့2560ပြည့်နှစ်ကနောက်ဆုံးနေ့လက်ပြန်ကကြတော့67ဖြစ်တယ်။အဲဒီလိုမြန်မာတက်ကြတဲ့ကလည်း ကနဆက်ရှိကနေ89ပြောင်းလဲလာတယ်လို့ပဲသာသနာတက်ကြရကလည်းပဲကဆုံလာပြီကျော်တရနေ့မှာစတင်ရတွေ့ရမှာဖြစ်တယ်မြန်မာတက်ကြရတော့မြန်မာနှစ်စံတရကစပြီးတော့ပြောင်းလဲကြတယ်အဲ့ဒါနဲ့ခုတတိထားဖို့ရကမြန်မာတက်ကြရပြောင်းသွားတော့လဲသာသနာတက်ကြရကတလနောက်ကြပြီးမှတလကနောက်ကြပြီးမှပြောင်းနေဆိုတာလေတော့တတိထားဖို့ပေါ့နော် အဲတော့လွန်ခဲ့တဲ့နှစ်ပေါင်း1605နှစ်မြောက်ကဆုံလာပြီနေ့ရဲ့ဖြစ်ပျက်ကလေးတစ်ခုခုလိုကဆုံလာပြီနေ့မှာကဆုံလာဆိုတာကတော့ပူပြင်းတဲ့ຢာသည်ကြုံတွေ့ရဒီကနေ့ခေတ်လောက်မပူတောင်းမှပဲကဆုံလာဆိုတာပူရဲຢာသည်တစ်ခုပဲပေါ့ရသော်ဗျာလောင်းတော့ဟာ 6နှစ်ပတ်လုံးဒုက္ခစရိယာကျင့်လို့မာရဲ့နဲ့လမ်းစဉ်တွေကို ဆုံးလွှတ်လိုက်ပြီးမင်္ဂနဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့အခါခန္ဓာကိုယ်ရဲ့အင်အားတွေလည်းပြည့်လာပြီးငကိုယုတ်ငကိုရည်တွေလည်းရတရားသားတွေလည်းတက်လာခဲ့ဖရာတော်မဖြစ်သေးဘူးသို့တော်အာနဘာနတတိကမ္မထံကိုအခြေခံပြီးတော့ကမ္မထံရှုတာကမ္မထံရှုတာ စံတရားတွေကိုပိုင်ပိုင်နဲ့နဲ့ရရှိလာတဲ့သမထကျင့်စဉ်မှာအောင်မြင်နေတဲ့အနေအထားမျိုးတစ်ခုရောက်နေပြီ။ဟောသို့မဟုတ်အမှန်တရားကိုသိဖို့အတွက်ဒီနိလန်းတော့မဟုတ်တော့ဘူးတခြားနေရှိနိုင်တယ်ဆိုပြီးအဲ့ဒီနီးကိုကိုယ်ဉာဏ်နဲ့ဆင်ခြင်စဉ်းစားလိုက်တဲ့အခါမှာကလေးငယ်ဘဝကထွက်လေဝင်လေလေးမှတ်လိုက်တာနဲ့ပထမဇန်ထီအောင်ရသွားတဲ့ အခြံမှုစိတ်နှလုံးငြိမ်သက်မှုလေးကိုသွားမှတ်ရတယ်။ဟာတာတကယ်ဒီနည်းမှာအသိဉာဏ်ရနိုင်တာလို့ဆိုပြီးအဲ့ဒီအာဏဘာနာလုပ်ငန်းကိုပြောင်းပြီးတော့လုပ်လိုက်တဲ့အခါဒီဖျားလောင်းတော်လေးဟာတမထအနေနဲ့ပေါပေါရောက်ရောက်ဖြစ်ပြီးစွမ်းအားတွေမြင့်လာစွမ်းအားတွေမြင့်လာတဲ့အနေထားမျိုးရောက်ပြီးခုလိုကစုံလာပြီးနေ့မနေ့ခင်းလေးမှာ နေရင်စရာမြစ်ကဒေညင်းလေးတွေတိုက်နေတဲ့လေလေးတွေနဲ့ထိုနေရင်စရာမြစ်အတွင်းမှာရေမိုးချိုးတန်းစင်ပြီအဲ့ဒီကနေပြီးဆွမ်းငံချိန်လေးကိုစောင့်ဆိုင်တဲ့အနေနဲ့ဖျားလောင်ဟာရှိဘက်ကိုမျက်နှာလှည့်ပြီးတော့တရားနှလုံးသွင်းနေတယ်လို့ဆိုတယ်တရားနှလုံးသွင်းနေဆိုတော့ วิปัตตนาก็บ่ป้องหยอดได้ผู้ไอ้เฉยตะมะทะจิตสินคุเนี่ยอานาปานะจิตสินเนี่ยสัตตมะภักขุဝင်ษาပြီးတော့နေတယ်လို့တို့ဆိုอ่ะအဲ့လိုနေတဲ့အချိန်နေပြီးတဲ့အခါချောင်းတန်းနေတဲ့လမ်းကြောင်းတွေကနေလျှောက်ပြီး အရေးအဝါဒအလွန်ကောင်းတဲ့ဗောရိညောင်မင်းကြီးအဲ့ဒီဗောရိညောင်မင်းကြီးညောင်မင်းတပင်ရဲ့အနီးပါမှာခိတကနထိုင်နေတယ်အရှိဘက်မှာထိုင်နေတယ်အဲ့လိုထိုင်နေတဲ့အချိန်လေးမှာညောင်မင်းကိုလာရောက်တန်ရှင်းလှုပ်တဲ့သူစတာဆိုတဲ့တထေသမီးရဲ့ ကျွန်မကဖះလောင်းနေထိုင်နေတာကို မြင်တယ်။အဲ့လိုထိုင်နေတဲ့အချိန်မှာဖះဖြစ်သေးပါဘူး။စံဝင်စားနေတဲ့သဘောရှိလို့ခန္ဓာကိုယ်ကလည်းအယောင်ဝါးတွေထွက်နေတယ်ပေါ့။အဲ့လိုထိုင်ပြီးတော့စံဝင်စားနေတဲ့အချိန်လေးမှာရုတ်တရက်သူရှင်းခိုင်းလိုက်တဲ့ညောင်မဲအောက်မှာပုဂ္ဂိုလ်သူများတစ်ပါးထိုင်နေတာကို မမြင်ဘူးတော့ ရုပ်ကစိုးနတ်မင်းကြီးလို့ထင်ပြီးအိမ်ပြန်ပြေးပြီးတော့သူ့ရဲ့သခင်မသူ့ဆတ်တောင်းအကြောင်းပြောပြတယ်ပြောပြတော့သူ့ဆတ်တာအာတက်တယ်ရောဖြစ်အဲ့ဒီနေ့ဟာသူဆူတောင်းခဲ့တဲ့ညောင်မင်းကြီးဖြစ်လို့ရုပ်ကစိုးနတ်မင်းကကိုယ်တိုင်ပြပြီလို့ဝန္တာအာရဖြစ်ပြီးချက်ပြုတ်ထားတဲ့ ကျွချက်ထားတဲ့ရေမျောတဲ့နုကနာတသိန်းနဲ့ရွှေခွက်ကြီးထဲမှာထည့်ပြီးနောက်ထပ်ရွှေခွက်တစ်ခွက်နဲ့ဖုံးပြီးတော့အပြေးလွှာအဲ့ဒီညောင်မင်းရှေ့အောင်လာတယ်ဒီနေရာမှာသူစာတာနှစ်စင်အဲ့ဒီနေရာမှာ ကဆုံလာပြီဆိုရင်နုကနာနဲ့ပူစောနေကြပဲယုတ်ကစိုးကိုနတ်တင်တာပေါ့ပြောရမယ်ဆိုရင်နတ်တင်တာဘာကြောင့်သူနတ်တင်တာတော့ဆို ဟိုလွန်ခဲ့တဲ့နှစ်တည်းကအဲ့ဒီညောင်မဲမှာသူဆူတောင်းခဲ့တယ်သူနဲ့မျိုးယူအစင်တန်းချမ်းသာသူနဲ့အကြောင်းပါပြီးတော့တားယောက်ျားလေးဖွားမယ်ဆိုလို့ရှိရင်သူဟာသူဆန္ဒဆူတောင်းတယ်ပေါ့လေဆူတောင်းပြီးသူဆန္ဒပြည့်လို့ရှိရင်นิสสินปูโซบะเมหลุตุกรีปิฏฐาเอริตุสัตตา မူရင်းကတော့တေနာနိခုံးကအလွန်ကြီးမချမ်းသာတော့လေတထေသမီးတူပဲသို့သောအိမ်အောင်ကြတဲ့အခါပါရဏတိပြည်မှာအိမ်အောင်ကြပုံရပါရဏတိမှာယတတထေသားရဲ့မိခင်သွားဖြစ်တယ်ပါရဏတိမှာနေရင်းကနေပြီးတော့အခုလိုကဆုံလာပြီနေ့တိုင်းကဆုံလာပြီနေ့တိုင်းသူစာတိတေနာနိခုံးကိုလာပြီး အဲ့ဒီညောင်မင်းကြီးကိုပူဇော်မြဲဖြစ်တယ်အဲ့ဒီနှစ်မှာလည်းပဲခါတိုင်းလိုပူဇော်ဖို့ဆိုပြီးတော့လာတယ်တရက်ကြွတင်ပြီးတော့နောက်တရက်အတွက်ညလုံးပေါ့နှုတ်ကနာတွေကြိုချက်ပြီးတော့နည်းနည်းစောစောမှသူမသွားခင်ကျွန်မကိုလွှတ်လိုက်တာဖြစ်တယ်ဗောအဲ့ဒီမှာဘုရားလောင်းထိုင်နေတာကိုတွေ့တော့ရုပ်ကစုံနဲ့ကြီးကိုယ်တိုင်ပြပြီဆိုပြီးတော့ ာတတယောလှလင်းမြင်းမြန်တွတ်တွတ်လဲ့လဲ့နဲ့တသိန်းနံရွှေခွက်ကြီးထဲမှာနှုတ်ကနာတွေထည့်ပြီးတော့သူကိုယ်တိုင်ရွက်ပြီးညောင်မေဘက်ကိုထွက်လာခဲ့တာအနားရောက်တဲ့အခါခလန်းလန်းကလေးကဖះလောင်းလေးထိုင်းနေတာကိုမြင်တော့တကယ်ကိုထူးခြားတဲ့ရုပ်ရည်နဲ့တည်ငြိမ်တဲ့သမာဓိစွမ်းအားကြောင့်ခန္ဓာကိုယ်ကအလင်းရောင်လေးတွေထွက်နေတာကိုမြင်တော့ တကယ်ယုတ်စိုးနဲ့ကြည့်ပဲငါကိုဒီနေ့ကိုယ်တိုင်ပြတယ်ကိုထင်ပြတယ်လို့တကယ်ကိုယုံကြည်တဲ့စိတ်နဲ့ကိုလေးညွတ်ပြီးတော့အဲ့ဒီညောင်မင်းသားထီအောင်ဖျားလောင်းသားထီအောင်သွားပြီးယုတ်စိုးနဲ့ကိုယ်တိုင်ပြတယ်ဆိုတဲ့အထင်နဲ့ဥက္ကနာစွမ်းကိုကတ်လို့တယ်ပေါ့အဲ့ဒီချိန်မှာဖျားလောင်းရဲ့လက်ထဲမှာ ောထွတ်တုံးကဂတိကာရပြမကြီးလှူတဲ့ပြိခရာ၈ပါးအဲ့ဒီပြိခရာ၈ပါးထဲမှာပါတဲ့တပိတ်ဆိုတာရှိတယ်အဲ့ဒီတပိတ်ကဒီနေ့ကျမှမြတ်စွာဘုရားအလောင်းတော်ရဲ့ဤနာမှာဒီတပိတ်ကမရှိဘူးခါတိုင်းတော့ရှိတယ်အဲ့ဒီတပိတ်မရှိဘူးတပိတ်မရှိတဲ့အခါကျတော့ ရှုွက်ကြည့်ပါလှူတယ်ပေါ့လက်ထဲကိုထည့်လိုက်လှူတဲ့အခါရှုွက်ကြည့်ကတန်ကြီးကတားများတသိန်းဆိုတာခုခေတ်တသိန်းမဟုတ်ဘူးအဲ့တော့အလွန်တန်ကြီးများနေတော့ဖះလောင်ကစကားတော့မပြောဘူးသူ့စတာကိုချိလိုက်တယ်ချိလိုက်တာနဲ့အကင်းဖားတဲ့လူတွေကသိတယ်ဒီရှုွက်ကြည့်ဘယ်လိုလုပ်မလဲဆိုတဲ့အထိပ်ပဲနုကနာတော့လှူတယ်ရွှေခွက်ကြီးရော သူကလည်းထဲเสียသဘေးမရှိဘူးဆိုသူဇတာကမတမအကင်းပါတဲ့အမျိုးသမီးဆိုတော့အဲဒီရွှေခွေကြီးပါလှူပါတယ်ကြိုက်တယ်လို့သုံးပါသူပြန်မယူပါဘူးလို့ရှောင်းလိုက်တယ်အဲလိုရှောင်းထားပြီးသူ့အနေနဲ့ကတော့တကယ်ကိုရုပ်ကစိုးနတ်ကြီးသူဆူတောင်းခဲ့တဲ့ရုပ်ကစိုးနတ်ကြီးကို လူကိုယ်တိုင်တွေ့ရတဲ့အနေအထားမျိုးဝမ်းမြောက်ပီတိတွေဖြစ်ပြီးတော့ပြန်သွားတယ် ဖရာအလောင်းလေးဟာ သူစတာကတ်လူသွားတဲ့နုကနာဆွမ်းကိုရှူဆောင်သွားပြီးတော့နေရင်စရာမြေကန္နာမှာရှည်ရလွယ်တဲ့နေရာအရိတ်အဝါဒကောင်းတဲ့နေရာလေးမှာခိတခဏထိုင်ပြီးတော့အရှိပဲမျက်နှာလှဲ့ပြီးနုကနာဆွမ်းကို၄၀နဲ့၉လောက်ဟုတ် လက်နဲ့ကောယူပြီးတော့49ခါ49လို့ခွင်ကြီးတို့တခါတော့ကိုယ့်အကူစမ်းကြည့်ပြီငါတို့ရောတနေ့ကိုဘယ်နှလုံးထမင်းစားတာတုံးလို့ဆိုပြီးငယ်ငယ်တော့စမ်းကြည့်ဆလင်းကလုံးလောက်ဆိုဝါသွားပြီရှေ့ဆက်ပြီးတော့စားလို့မရတော့ညစောရ49လို့ဘယ်လိုများစားပါလိမ့်လို့တော့အောက်မေ့မိတယ်နော် 49လို့စားထဲမှာတော့ရေးထားတော့သန်းသီးလုံးတော့ရှိတယ်ဆိုခုခေတ်ဆိုသန်းသီးလုံးတော့ဆိုဘုန်းကြီးတို့ပါဇက်တော့မဆန်ဘူးသန်းစိတ်လောက်ဆိုရင်လည်းကိုတော်တော်ကြီးတယ်နော်အဲ့ဒါလို့သန်းစိတ်လောက်ဆိုလဲမဆန်ဘူးဘလုတ်ပလောင်းလို့ဖြစ်တယ်အဲ့တော့သုံးတော်မြတ်စွာဘုရားက78တောင်းမြင့်တဲ့အရာမောင်းကောင်းတဲ့ထိုခေတ်ကလူသားတွေရဲ့ အရမောင်းကောင်းတော့ထွားကြိုက်မှုတွေ ਨੇ ဒီလိုရှိမှာပေါ့49နဲ့ကိုလုတ်တယ်နုကနာဇွမ်းကိုဖုံးပေးတာအဲ့49လုတ်ဖွာလိုက်ဖုံးပေးလိုက်တာအဲ့ဒီနေရာနေစပြီးတော့49ရဲ့ဘာမှမစားတော့ဒီ49လုတ်တော့နုကနာထွင်းကထိန်းထားလိုက်တာနော်အဲ့ဒီအချိန်မှာဖျားမဖြစ်သေးဘူးဖျားလောင်းမွားပဲရှိသေးတယ်ခုလိုကဆုံလာပြီနေ့ မနေ့ပိုင်းမှာဒေသနဲ့ကိုလို့ဖုံးမိတယ်ဖုံးမိပြီးတော့နေစနဲ့နေရင်စရာမြေကြီးကျော်ပဲကိုဆင်းသွားတယ်ဆေးဖို့ကြောဖို့ခုခေတ်နေရင်စရာမြေဘုရားခရရောက်တဲ့လူတွေတွေ့လိုက်မယ်တဲเจ้าကြီးဖြစ်နေပြီဟောတဲเจ้าကြီးဖြစ်နေတရားကြီးထိုးထားလို့အနံ့ဆိုးတွေကလည်းပေါ်ပါအဲ့ဒီမှာနေတော့လမ်းသွားလျှောက်တဲ့အခါကျတော့နှာခေါင်းပိတ်သွားတယ် အဲ့ဒီနေရင်စရာမြစ်ကြီးကိုဖြတ်ပြီးတော့တရာကြီးထိုးတာ